ချင်းနဲ့မင်းတို့ဟာယဉ်ကျင်းဆက်အမွာညီမတွေပါငယ်စဉ်ကတည်းကသူတို့ဟာ တခြားလူတွေရဲ့လောင်ပြောင်နိုင်ကျင့်တာကို ခံခဲ့ရပါတယ်ဒါပေမဲ့သူတို့ဟာအချင်းချင်းကူညီပေးမခဲ့ကြပြီးနှဆိုင်နဲ့တယောစဉ်တွေရှိခဲ့ကြပါတယ်ခွဲစိတ်မှုတစ်ခုမှာသူတို့နှစ်ယောက်ကိုအောင်မြင်စွာခွဲထုတ်ပေးနိုင်ခဲ့ပေမဲ့အဲ့ဒီခွဲစိတ်မှုမှာပဲချင်းတည်ဆုံသွားခဲ့ရပါတယ် မင်းကတော့ဘဝတစ်ကိုစတင်နိုင်ခဲ့ပြီးအခုဆိုသူမမှာချစ်သူကြီးစားတယောက်ရှိနေပါပြီ။ဒါပေမဲ့ဘဝကမျောလင့်ထားသလိုဖြစ်မလာခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ထူးဆန်းတဲ့ဖြစ်ပျက်တွေစတိုက်ဖြစ်လာလို့ပါပဲ။မင်းဟာ သူမရဲ့ခန္ဓာကိုယ်မှာထူးဆန်းတဲ့အခြေအနေမျိုးမျိုးစတင်ပေါ်ပေါက်လာတာကို တွေ့ရှိလာခဲ့ပါတယ်။ ရုတ်တရက်ခန္ဓာကိုယ်မှာအညိုအမဲကွက်တွေ ဖြစ်ပေါ်လာတာတွေဘေးနားမှာတခြားလူတယောက်ရှိနေတယ်လို့မကြာခဏခံစားရတာမျိုးတွေဖြစ်လာနေပါတော့တယ်။သူ့ရဲ့ပြုမှုတွေကလည်းပိုပြီးထူးဆန်းလာခဲ့ပါတယ်။မိသားစုဝင်တွေနဲ့လည်းအဆင်မပြေတာတွေဖြစ်လာပါတော့တယ်။ကျွမ်းကျင်တဲ့ဆရာဝန်ဆရာမတွေနဲ့ပြောပြတိုင်ပင်ကြည့်ပေမဲ့လည်းထူးခြားမလာခဲ့ပါဘူး။ တယောက်တည်းအထီးကျန်ဖြစ်လာခဲ့တဲ့မင်းဟာချင်းရဲ့အုတ်ကူစီသွားပြီးသူ့ရဲ့ခံစားချက်တွေကိုတကိုယ်တည်းယင်ဖွင့်နေခဲ့မိပါတော့တယ်။အဲ့ဒီအချိန်မှာပဲမကျေနပ်ချက်တွေအပြည့်နဲ့ချင်းရဲ့ဝိညာဉ်ပေါ်လာခဲ့ပြီးမင်းကသူမရဲ့ဘဝကိုခိုးယူသွားပြီးသူ့ကိုဝိညာဉ်ဖြစ်နဲ့တယောက်တည်းလေးလွင့်စေခဲ့တယ်လို့မင်းကိုဒေါသတကြီးဆဆွဲပြောဆိုလိုက်ပါတော့တယ်။မင်းရဲ့မျက်နှာတစ်ပြင်လုံးမှာမျက်ရည်တွေစီးကျနေခဲ့ပါတယ်။ သူမဟာချင်းကိုတောင်းပန်ပြီးသူ့ကိုအမြဲတမ်းလွမ်းဆုတ်တရီရနေခဲ့ကြောင်းနဲ့ကိုကိုကိုအပြစ်ရှိတယ်လို့ခံစားနေခဲ့ရကြောင်းပြောလိုက်ပါတော့တယ်။မင်းရဲ့စစ်မှန်တဲ့ချစ်ချင်းမေတ္တာနဲ့ဝန်ခံမှုအောက်မှာချင်းရဲ့မကျေနပ်ချက်တွေဟာတဖြည်းဖြည်းလွင့်ပြဲသွားခဲ့ရပါတော့တယ်။နောက်ဆုံးမှာတော့ချင်းကမင်းကိုခွင်လွှတ်ခဲ့ပါတယ်။သူမရဲ့ဝိညာဉ်ဟာကောင်းကင်ယံကိုဖြင်းင်းစွာတက်သွားပြီးအလင်းနဲ့တစ်ခုအဖြစ်ပြောက်ွယ်သွားခဲ့ပါတော့တယ်။ မင်းဟာလည်းနောက်ဆုံးမှာတော့ချင်းရဲ့ဝိညာဉ်နဲ့ပတ်သက်ဆက်နွယ်မှုကနေလွတ်မြောက်ခဲ့ပြီးသူမရဲ့ဘဝဟာပုံမှန်တိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။သူမဟာခံစားချက်တွေကိုဖျက်တောက်လို့မရနိုင်ဘူးဆိုတာကို နားလည်ခဲ့ပါတယ်။နှစ်ယောက်သားကွဲကွာသွားရင်တော့အတိတ်ကချစ်ချင်းမေတ္တာနဲ့နှွေးထွေးမှုတွေကိုမေ့ပြစ်လို့မရနိုင်ပါဘူး။အဲ့ဒီနေ့ကစပြီးမင်းဟာဘဝကိုပို့ပြီးတန်ဖိုးထားလာကချင်းနဲ့မျှဝေခဲ့တဲ့အမျက်ရစရာတွေနဲ့အတူ အနာဂတ်ဘဝကိုရဲရဲဝံ့ဝံ့ရင်ဆိုင်သွားပါတော့တယ်